င်္ဂလာပါ Football Review Channel နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့အတော့အင်္ဂါနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှင်တော့ ဒီ Premier League ပွဲစဉ်၃ပွဲကစားဖို့ရှိရပါတော့။အဲ့တော့ဒီနေ့ကစားသွားမယ့် Premier League ၃ပွဲကိုဒါဒီနေ့မှကြိုတင်ပြီးတော့သုံးသပ်ပြီးတော့မှဖြစ်တယ်ပေါ့နော်။အဲ့တော့တခြားသော Legend ပွဲစဉ်တွေ၃၈ရက်တည်တည်ပြီးတော့တခြားသောမောင်းတွဲပေါ့နော်။ဒါဒီအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပါတော့။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီ video ရဲ့အောက်က comment မှာ pin comment အနေနဲ့ထောက်ပြီးတယ်ပေါ့နော်။ဝင်ပြီးတော့ join ထားနိုင်တယ်။အဲ့တော့ဒီနေ့တော့ပထမဆုံးသုံးသပ်ပေးမယ့်ပွဲစဉ်ကကျွန်တော်ဒီနေ့ည၈နာရီမှကစားမယ့်ဒီဘုံမောင်းနဲ့ Everton ပေါ့နော်။လက်ရှိပေါ်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဘုံမောင်းက30ရှုံးဘုံမောင်းအနေနဲ့ဆိုလို့ရှိရင်2ဂိုး ွင့်ပြ90ရှုံးဝယ်ပါနော်အဲ့တော့ဘုံဘောကိုကျွန်တော်ပြန်ကြည့်ဘုံဘောကဒီရာဒီပရီးမီယာလိအိမ်ဝဲမှာဆိုလို့ရှိရင်လုံးဝရှုံးဝယ်မရှိသေးဘူး9ပွဲကစားခဲ့ပြီးအချိန်မှာ3ပွဲနိုင်တယ်2ပွဲတည်းကြားတယ်ပေါ့နော်တစ်ဖက်ကအေဗာရန်ကိုကျွန်တော်ပြန်ကြည့်တော့ဒီရာဒီပရီးမီယာလိအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အေဗာရန်ကနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ဒီ2ပွဲနိုင်တယ်2ပွဲတည်းကြားတယ်2ပွဲရှုံးတယ်ပေါ့နော်ပြီးတော့အေဗာရန်ကနောက်ဆုံးကစားခဲ့တဲ့နယူကာဆင်နယ်ပွဲမှာဆိုလို့ရှိရင်လေသူတို့က၄ဂိုး၃ဂိုးဆိုလို့ရလည်းနဲ့ဂိုးပြတ်ရှုံးတာပဲပေါ့နော်တစ်ဖက်ကဘုံဘောကိုရိုင်းကကျတော့ဒီဆန်တာလန်နဲ့ကစားပြီးတော့3-2နဲ့ရှုံးခဲ့တယ်ပေါ့နော်အဲ့တော့နှစ်သင်းလုံးကတော့ပြောရင် ဒီပြီးခဲ့တဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာရှုံးခဲ့တယ်ဆိုတော့ဒီပွဲမှာနှစ်သင်းလုံးကဒီအရှုံးခံလို့တော့မဖြစ်ဘူးဒီတစ်ဖက်က Everton ဆိုလို့ရှိရင်သူတို့ရဲ့အိမ်ဝင်းမှာ Newcastle ကို၄ဂိုးတခုနဲ့ရှုံးခဲ့တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာ Everton က ီဘုံပေါက်ကိုပို့ပြီးတော့မှအရှုံးခံလို့မဖြစ်ဘူးနော်ပြီးတော့ဒီပွဲမှာအေဗရန်ကိုကျွန်တော်ပြန်ကြည့်အေဗရန်ကဒီယာဒီတို့ကစားခဲ့တဲ့အဝေးကွင်းပွဲစီနေမှာဆိုလို့ရှိရင်မရှော့ကစားနိုင်ခဲ့တာ၃ပွဲရှိတယ်ပေါ့နော်အဲ့ဒီ၃ပွဲထဲမှာဆိုလို့ရှိရင်၉ောက်ခဲ့တာ၂ပွဲပါတယ်ဒီဝါန်ဒန်နဲ့တပွဲပဲခိုးပေါ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလည်းအေဗရန်မရှော့ကစားနိုင်ခဲ့မှာဆိုလို့ရှိရင်ဒီပွဲက၉ောက်သွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီပွဲမှာလည်းအေဗရန်ရဲ့လက်ရှိခြေစွမ်းအရာဆိုလို့ရှိရင်ဘုံပေါက်ကိုသူမရှော့ကစားနိုင်လိမ့်မယ်လို့လည်းထင်တယ်အနည်းဆုံးတော့ဒီပွဲမှာအေဗရန်တည်ရီလောက်တော့ ကစားသွားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီ Everton ရဲ့ခံစစ်ကိုဒါဒီထပ်ပို့ပြီးတော့ပိုကောင်းဒီပွဲမှာကစားနိုင်လိမ့်မယ်ဆိုလို့ရှိရင် Everton 1-0လောက်နဲ့တော့ပုံမောက်ကိုနိုင်ရသွားလိမ့်မယ်ထင်တယ်ပေါ့နော်အဲ့တော့ကိုရလည်းအနေနဲ့ဆိုလို့ရှိရင်ဒီ Everton တကူကိုမရှိတော့မှန်းတယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ပွဲကျတော့ဒီနေ့ည2နာရီမှာပဲကစားမယ်ဖူဝမ်နဲ့မက်ဆီတီပေါ့နော်အဲ့တော့လက်ရှိပေါ့ကြီးကျွန်တော်ပြန်ကြည့်မက်ဆီတီကတကူသွင်း45ပြရမယ်ပြီးတော့ကိုဝောင်းအနေနဲ့ဆိုလို့ရှိရင်3ကိုသွင်းပြသုံးခဲ့ရမယ်ပေါ့နော်အဲ့တော့ဒီဖူဝမ်ကစားခဲ့တဲ့ဒီရာဒီ Premier League အင်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ဖူဝမ်ကအာဆင်နယ်နဲ့တပွဲပဲရှုံးခဲ့ပြီးတော့ချန်နယ်4ပွဲလုံးအဖူ န်ကအနိုင်ကစားထားတယ်ပေါ့နော်။တစ်ဖက်ကမန်စီးတီးကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်လည်းဒီအာဒီတူကစားခဲ့တဲ့ဒီပရီးမီယာလိဒီစုစုပေါင်းဒီအဝေးကွင်း6ပွဲမှာဆိုလို့ရှိရင်သူတို့အသင်းက၃ပွဲတိတိရှုံးခဲ့တယ်။၂ပွဲနိုင်တယ်ပေါ့နော်။နိုင်ခဲ့တဲ့၂ပွဲကကျတော့လေဘူပါန်လန်နဲ့ဘရန့်ဖို့အသင်းတွေကိုနိုင်ခဲ့တာဖြစ်တယ်။ဒီချန်နဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်အာဆင်နယ်နဲ့တည်ကြတယ်။ဘရိုက်တန်ကို2-1နဲ့ရှုံးတယ်။အက်ဆူမီလာနဲ့နယူကာဆယ်ကိုလည်းသူတို့1-0 2-1နဲ့ရှုံးခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပွဲကဒီမက်ဆီဒီတော့ဆိုချင်းဒီပေါ့မလွယ်ဘူး။ န်စီးတီအဝေးကွင်းမှာဖူဝမ်နဲ့ရင်ဆိုင်မဲ့ပွဲကသူတို့တော်တော်လေးခက်ခဲနိုင်တယ်ပေါ့နော်ဖူဝမ်ကလည်းလက်ရှိအိမ်ခွေးမှာဆိုလို့ရှိရင်တပွဲပဲရှုံးတာတွေအထင်ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာမန်စီးတီကိုမရှုံးကစားနိုင်လိမ့်မယ်လို့ထင်တယ်ပြီးတော့ဒီမန်စီးတီရဲ့ဒီပရီးမီးယားလိအဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မက်ဆီကနောက်ပိုင်းမှာဆိုလို့ရှိရင်3ရဲ့တိုက်စစ်ရဲ့ impact ကတော်တော်လေးကိုကျလာတာကိုတွေ့ရတယ် နောက်ဆုံးကစားခဲ့တဲ့ပရီးမီယာလိအဝေးဝင်16ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တပွဲပြန်များတွင်ကိုနှောင်းကတကိုးပဲရှိခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလည်းဒီဖူအန်ရဲ့ခံစစ်ကိုထိုးပွားဖို့ဆိုတာခက်တယ်ဖူအန်ကဒီရာဒီပရီးမီယာလိအိမ်ဝင်းမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းပြီးသွားလို့ရှိရင်ဖူအန်ရဲ့ခံစစ်ကလက်ရှိမှာအကောင်းဆုံးဖြစ်တယ်ပေါ့နော်ဒီရာဒီပရီးမီယာလိအိမ်ဝင်းမှာဆိုလို့ရှိရင်ဒီပေကိုအနေဆုံးအသင်းကိုကျွန်တော်ပြန်ကြည့်အာဆင်နယ်ပေါ့နော်အာဆင်နယ်နှစ်ကိုပဲပေးထားတယ်ဒီအာဆင်နယ်ရဲ့အောက်မှာရှိတဲ့အသင်းဆိုတော့ဖူအန်ပဲရှိတယ်ပေါ့နော်ဖူအန်ရဲ့ခံစားကလည်းဒီရာဒီပရီးမီယာလိမှာဆိုလို့ရှိရင်ပေကို၃ကိုပဲပေးထားတာအိမ်ကွင်းမှာဆိုလို့ရှိရင် ်ဘီကိုသုံးဖို့ပဲပေးထားတော့တွေးရတယ်ဗောနော်အဲ့တော့ဒီဘွဲမှာဖူဝင်ရဲ့ခံစီကိုမန်စီးတီးတွင်းကိုတကိုးလောက်ပဲတွေးနိုင်လိမ့်မယ်လို့ထင်တယ်ပြီးဖူဝင်ကိုယ်တိုင်ကလည်းအိမ်ကွင်းမှာဆိုလို့ရှိရင်သူတို့ရဲ့တက်စီကတော်တော်လေးကောင်းတယ်ဗောနော်ဒီတွင်းကိုတကိုးလောက်တော့အနည်းဆုံးအကြောင်းတွင်းတက်တော့တွေးရတယ်ဆိုတော့ဒီဘွဲကဒီ1 1လောက်ကနေစကြည့်ရလိမ့်မယ်ထင်တယ်ဗောနော်ကျွန်တော်ကဒီဘွဲမှာဖူဝင်မန်စီးတီးကိုနိုင်သွားလိမ့်မယ်လို့တော့ထင်တယ်ဗောနော်ကိုရလည်းအနည်းနဲ့2 1လောက်မှန်တယ် ဟိုပေါင်းကြီးအရာဆိုလို့ရှိရင်၃ခုလောက်တော့ဒီဘက်မှာရှိလာလိမ့်မယ်ထင်တယ်ပေါ့နော်အဲ့တော့ body ရဲ့အရာဆိုလို့ရှိရင်တော့ဒီဘက်မှာ full one ကိုပို့ကြိုက်တယ်ပေါ့နော်အဲ့တော့နောက်တဲ့ reward ကကျတော့ဒီနေ့ည၂နာရီ၄ဆန်အမှကစား menu ကဆင်းနေစပါပေါ့နော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိကြေကိုကျွန်တော်ပြန်ကြည့်ညူကဆယ်ကတကိုးသွင်းအပြား80နိုင်မယ်ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်တုံးကိုးသွင်းအပြား60ရမယ်ပေါ့နော်အဲ့တော့ညူကဆယ်ကိုကျွန်တော်ပြန်ကြည့်ဒီဟာဒီအိမ်ဝင်းကစားခဲ့တဲ့9ဝင်းပါဆိုလို့ရှိရင်4ဝက်တိတိနိုင်တယ်ပေါ့နော်ပြီးတော့တပွဲပဲရှုံးလာတယ် ဒီတစ်ဖက်ကဒီ Dorian Hotspur အသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လေဒီဟာဒီသူတို့ကစားခဲ့တဲ့ဒီစုစုပေါင်း6ပွဲမှာဆိုလို့ရှင့်ဒီသူတို့ရှုံးခဲ့တာတစ်ပွဲပဲရှိရယ်ဗောနော်ပြီးတော့ဒီတည်ကြခဲ့တာတစ်ပွဲရှိရယ်နိုင်ခဲ့တာ၄ပွဲရှိရယ်ဗောနော်အဲ့တော့စပားကိုကျွန်တော်ပြန်ကြည့်စပားကဒီဟာဒီ Premier League မှာဆိုလို့ရှင့်အိမ်ဝင်းတက်ဆိုင်ဝေးကွင်းမှာပို့ပြီးတော့ဒီရှလက်တွေပိုကောင်းတတော်တွေ့ရတယ်။ဘီယူကာဆေကိုတိုင်ကကြတော့လေအိမ်ဝင်းမှာလက်ရှိရှုံးဝဲတစ်ပွဲပဲရှိသေးတယ်အတင်းဆိုတော့ဒီပွဲက ဒီနှစ်သိန်းဒီနှစ်သိန်းကြားထဲမှာအနိုင်ဆုံးပေါ်လိမ့်မယ်လို့မထင်ဘူး။တေရလည်းပဲထပ်သွားလိမ့်မယ်ကျွန်တော်ထင်တယ်ဘောနော်ပြီးတော့ဒီနှစ်သိန်းရဲ့ပြီးတော့ဒီနှစ်သိန်းရဲ့ဒီနောက်ဆုံးထိထိတွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်လည်းတေရလည်းထွက်တယ်ဆိုတာမရှိသေးဘူးဘောနော်ဒီဒီဘက်ကပထမဆုံးအချိန်တေရကြမယ်လို့ထင်တယ်။ဝမ်းဝမ်းလောက်ဖြစ်သွားလိမ့်မယ်ထင်တယ်ဘောနော်အဲ့တော့ body ကြီးအရာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီဘက်မှာစပါးသိန်းကိုပို့သွားကြရယ်ဘောနော်အဲ့တော့စပါးကိုရွေးမယ်ပေါ့